မင်္ဂလာပါချစ်ရတဲ့မျိုးတို့ရေမင်္ဂလာရှိတော်နေပါဒီနေ့ဟာတနင်္ဂနွေနေ့လေးဖြစ်ပါတယ်အဲအလုပ်တွေရှိရလူတွေဆိုလဲဒီနေ့နားရတာလဲရှိမယ် Monday to Friday လောက်ရတဲ့လူတွေ Monday to Saturday လောက်ရတဲ့လူတွေက Sunday နားမှာပေါ့နော်တချို့လူတွေကလဲဒီ Saturday Sunday မှာအလုပ်ရှုပ်တဲ့လူရှိမယ်ပေါ့နော်တယောက်နဲ့တယောက်နဲ့တော့မတူကြဘူးပေါ့ ဒါပေမဲ့ကျမတို့ကလူသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့လာယူတဲ့ချင်းရှိမယ်စားရတဲ့ချင်းရှိမယ်အေးရတဲ့ချင်းရှိမှာပေါ့အဲ့ခါမှာကိုဘကိုလူလောကကိုဘာလဲလို့လဲလို့အမေးကြည့်ပြီးတော့ကိုဘကိုကို အမျက်ထုတ်နိုင်ကြပါစေနော်ရေဒီမှာပဲမိဘနဲ့ဝင်နေတဲ့ဒါသမီးတွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့မိဘတွေ ိဘတွေကိုတတိယပြီးတော့မိဘတွေကိုဖုန်းဆက်ပေးပါမိဘတွေနေမှာကောင်းရဲ့လားမိဘတွေကိုစိတ်ဆိုးနေရင်လေစိတ်ဆိုးတာတွေပြေလျှော့ပြီးတော့ဖုန်းလေးအားရဆက်ပေးကြပါမိဘတွေကလေတာသမီတွေကိုဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ဘယ်လိုမျိုးကြောင့်ပဲဖြစ်ဖြစ်မိဘတွေကတာသမီတွေကိုမေ့မှာမဟုတ်ပါဘူးတာသမီတွေကိုမေတ္တာပို့ပေးနေမှာပါ ျမဒီလေအမေတယောက်ဖြစ်တဲ့အတွက်ကိုသားသမီးတွေမေတ္တာပို့သလိုတလောကလုံးကိုလည်းကိုသားသမီးကဲ့သို့မေတ္တာနှွေထွေးတဲ့မေတ္တာတွေပေးပို့နေပါတယ်။ကဲမိဘနဲ့ဝင်းနေတဲ့သားသမီးတွေမေတ္တာများရကြပါစီကျမရဲ့မေတ္တာတွေပို့ပေးပါတယ်မေတ္တာတွေရကြပါစီပြူထားတဲ့ကုသိုလ်တွေလည်းထပ်တူရကြပါစီလို့စွတ်တော်မေတ္တာပို့ပေးပါတယ်အရန်စိတ်ညစ်နေရင်တော့ဒီလိုလေးလုပ်ကြည့်ပြီးပါ ရန်စိတ်ညင်းနေရင်တော့ဗုဒ္ဓဘာသာဖြစ်ခဲ့တယ်ဆိုရင်တော့ဘုရားမတော်ဘာချာကိုရမရှိတရားမတော်ဘာချာကိုရမရှိတန်ခါမတော်ဘာချာကိုရမရှိလို့ရွတ်ပြီးတော့ဘုရားရဲ့ဂုဏ်တော်အရဟံလေးကိုရွတ်ပေးပါလို့ကြံပြုချင်ပါတယ်အဲ့လိုရွတ်ပေးပြီးတော့ရွတ်တဲ့ခါကျရင်လည်းအဓိပ္ပာယ်လေးသိပြီးတော့ပေါ့ဘုရားရဲ့တရားတော်ဘုရားရဲ့တရားတော်တွေဘုရားဟောကြားခဲ့တဲ့တရားတော်တွေဘုရားကကိုတော်တိုင်းဒုရင်တိမြင်ခဲ့တဲ့ကိုတော်တိုင်း နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုထိုးထွင်းသိမြင်ခဲ့တယ်။ဒါတွေကိုတရားတော်တွေဒီမှာရေးခဲ့တယ်။ရေးခဲ့ပြီးဒီတရားတော်တွေကိုတည်ဆောင်လာတဲ့တန်ဃာတော်တွေကိုရည်ရွယ်ပြီးတော့ရည်ရွယ်ပြီးတော့ပေါ့နော်။ဒါတွေတန်ဃာတော်တွေကိုလည်းအဲစိတ်ထဲမှာလေးစားဦးမျိုးကြော့ပြီးတော့ပေါ့။တန်ဃာရဲ့ဂုဏ်တော်တွေကိုလေးစားပြီးတော့ပေါ့။ဒါလေးစိတ်ထဲထည့်ထားပြီးသွားရင်အရဟံဘုရားရဲ့ဂုဏ်တော်လေးအရဟံအရဟံအရဟံအာစိနကံဖြစ်အောင်ရွတ်ဆိုပေးပါ။ အာစိန်ကန်ဆိုတာပါလဲဆိုတော့အမြဲမပြတ်လှုပ်ဆောင်တာကိုဆိုလိုတာပါပုံမှန်လေးအမြဲမပြတ်လှုပ်ဆောင်တဲ့အခါမှာအာစိန်ကန်ဖြစ်လာပြီဆိုရင်အာစိန်ကန်ဖြစ်လာပြီဆိုထူးခြားရတယ်ရလာပါလိမ့်မယ်ဒီနေ့တော့အာစိန်ကန်ကြောင့်အများကြီးမပြောတော့ဘူးအမြဲတမ်းဆွဲနေအောင်တစုံတစ်ယောက်ကလာပြီးလန့်သွားရင်တော့တစုံတစ်ယောက်ကလာထိလိုက်လို့မတော်တဆလန့်သွားရင်တော့အရန်လို့ထွက်နိုင်တဲ့အထိပေါ့အဲ့ဒါလေးလို့ကြည့်ပြီးနော် ဟုတ်ကဲ့ပါဒါဆိုရင်မင်္ဂလာရှိသောနေ့မှာမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့ထူးခြားတဲ့တည်င်းဆောင်နေတဲ့သူတွေလည်းထူးခြားတဲ့တည်င်းတွေရကြပါစေပျော်ရွှင်ကြပါစေအေးချမ်းကြပါစေဘေးပြာဝေးကွာပြီးတော့စိတ်အေးချမ်းမှုပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေမိဘရောကြောင့်တရားများပွားများအထောက်နိုင်ပါစေနေစဉ်ခါမှာ ချမ်းသာစွာနေထိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပေးပါရစေ